တောင်းမဲ့မိခဲ့တရေရဲလို့အမြင့်ကိုတက်ဖို့အရှင်ယူနေရဲ့ Fighter မလေးချယ်ရီမောင်ပြည်သူများအလုံးမင်္ဂလာပါရှင်ဆယ်လီ Insider Page ကနေပြလဲကြိုဆိုလိုက်ပါတယ်2019ခုနှစ်ပတ်ချလဲလောက်တုန်းကမြမအမျိုးသမီး Fighter တွေထဲမှာချယ်ရီမောင်ကလက်ဆွဲကောင်းတွေကိုပြသနိုင်ခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတော့တချို့သောပြည်သူတွေသိကြမှာပါ ချရီမောင်ကတော့ YFC လဝေးကလပ်ကိုကိုးစားပြုပြီးတော့ပွဲတွေဝင်ရောက်ရှင်ပြိုင်ထိုးသက်ခဲ့ရဖြစ်ပါတယ်။ချရီမောင်ကသူမပါဝင်ရှင်ပြိုင်ရတဲ့ပြိုင်ပွဲတွေမှာချန်ပီယံကပတ်ကိုရယူနိုင်ဖို့ထိရည်မှန်းချက်တွေထားရှိပြီးတော့ရှင်ပြိုင်တက်လို့ရှိပါတယ်။ဒီအတွက်လည်းချရီမောင်ကလေ့ကျင့်ပြင်ဆင်မှုတွေကိုပြင်းပြင်းထန်ထန်ပြုလုပ်တက်လို့ရှိပါတယ်။ သူမတက်ပို့ပြီးတော့အတွေ့အကြုံများတဲ့ fighter တွေနဲ့ရှင်ပြန်ရမယ်ဆိုရင်လည်း cherry moon ကလေးချင်းမှုတွေကိုနှစ်ဆလောက်ပို့ပြီးတော့စ조사ပြုလုပ်လေးရှိတတ်ပါတယ်။ဒါမျိုးက fighter တွေတိုင်းမှာတွေ့ရလေးရှိတတ်တဲ့စိတ်ထားဖြစ်ပြီးတော့ cherry moon လိုမျိုးအမျိုးသမီး fighter တွေစီမှာဒါမျိုးတွေ့ရဖို့ကတော့ခဲယဉ်ပါတယ်။ ဒါကြောင့်လေသူမကမြမအမျိုးသမီးဖိုင်တာတွေထဲမှာအနေအထားတစ်ခုနဲ့ရက်တည်နိုင်ခဲ့တဲ့ဖိုင်တာမတစ်ယောက်လေးဖြစ်ပါတယ်။ခန္ဓာကိုယ်သေးသေးကြွကြွလင်းလင်းနဲ့ပေါ်ပါသွက်လက်တဲ့စကားဟန်ကိုချယ်ရီမောင်ကပြသနိုင်လေးရှိပါတယ်။ချယ်ရီမောင်ကလက်သီးအားကောင်းတယ်လို့ခြေကန်ချက်တွေလည်းကောင်းမွန်ပါတယ်။ဒါပေမဲ့ဘရော်နီကာတို့လောက်ထိတော့အားပါပြင်းထန်တဲ့အနေအထားမျိုးမှရှိမနေသေးပါဘူး။ကစားဟန်ကမိမသားတို့ရဲ့သဘာဝလိုပုံစံမျိုးကိုသာတွေ့မြင်ရပါတယ်။နောက်ပြီးတော့ချယ်ရီမောင်ကပြိုင်ဘက်နဲ့ရှင်ပြိုင်တိုက်ခိုက်စဉ်မှာလည်းစိုင်းထိုးပြိုင်ထိုးရတာမျိုးကိုအရန်သဘောကျ ပါတယ်။ပြိုင်ဘက်ရဲ့တိုက်စစ်ကိုရှောင်းသိန်းကစားပုံကောင်းမွန်ပါတယ်။ပါနဲ့ရည်ရှိရလို့ဆိုရမှာပါ။ တေချာလေးတာလေးကျင့်မယ်ဆိုရင်နောက်ပြီးတော့ပွဲတွေတာဇက်တိုက်ထိုးခွင့်ရမယ်ဆိုရင်ချယ်ရီမောင်ကထိပ်ပိုင်းအဆင့်ကိုတက်လန်းရောက်ရှိလာနိုင်မဲ့ဖိုင်တာမျိုးလို့မြင်မိပါတယ်။ဒါပေမဲ့တကယ့်တကယ့်တော့ကမြန်မာဖိုင်တာတွေဟာပြည်ပကပရိုမိုရှင်းတွေစီမှာပဲပွဲတွေတွားထိုးတာမျိုးတိတ်မရှိကြပါဘူး။ပြည်ရင်းမှာပဲလဝိပွဲတွေကဇက်တိုက်ဆိုသလိုကျင်းပပြုလုပ်လေးရှိတတ်တာကြောင့်ပရိသတ်တွေကလည်းယနေ့ခေတ်လိုမျိုးပြည်ပပွဲတွေကိုစိတ်မဝင်စားကြသလိုဖိုင်တာတွေကလည်းပြည်ရင်းပွဲတွေမှာသာလှည့်ပတ်ကျင်းလည်ကျဆားကြဖို့အတွေးရှိခဲ့ပါတယ်။ ဒီနေ့ကမှတော့အရာအလုံးပြောင်းလဲလာပြီဖြစ်ပါတယ်။ရိုးရာဖိုက်တာတွေတော်တော်များများပြည်ပပွဲတွေတက်ထိုးလာကြပြီးတော့ပြည်သက်တွေရောဖိုက်တာတွေပါအမြင်ကျေလာကြပါတယ်။ဒါကမြန်မာနိုင်ငံရဲ့စက်တဲမှုတွေကြောင့်လက်ဝေပွဲတွေမကျင်းပဖြစ်တော့တာနဲ့လည်းသက်ဆိုင်ပါတယ်။ကိုဗစ်ကလေးကမြန်မာနိုင်ငံမှာလက်ဝေပွဲတွေမကျင်းပဖြစ်တော့ပါဘူး။ဒါကြောင့်လည်းဘရိုနီကလိုမျိုးဖိုက်တာတွေကထိုင်းနိုင်ငံထိသွားရောက်စွန့်စားပြီးတော့စူးစမ်းရုံးကန်ခဲ့ကြရပါတယ်။ ဒီလောက်ထိမျောလင်းထားခဲ့ခြင်းမျိုးမရှိပေမဲ့ဗရိုနီကာရဲ့ဂျိုးပန်းအားထုတ်မှုတွေကြောင့်ပဲနေရာတစ်ခုကိုရရှိလာခဲ့ပြီးရောအခုဆိုရင်တော့ဝမ်ချန်ပီယံရှစ်လိုမျိုးကမ္ဘာကျော်ပရိုမိုးရှင်းမျိုးမှာစာချုပ်ချုပ်ဆိုပါဝင်ရှင်ပြိုင်ခွင့်ရရှိလာခဲ့ပြီဖြစ်ပါတယ်။ပရိသတ်တွေမရှိခင်ကတည်းကသူမအနေနဲ့စူးစမ်းလာခဲ့ရလို့ဗရိုနီကာကတော့ပြောပါတယ်။ ဒါပေမဲ့မြန်မာပြည်သက်တွေဟာဘရိုနီကာထိုင်းဖိုင်းမှာအောင်မြင်မှုကြီးကြီးမားမားမရရှိခင်ကတည်းကအားပေးလာခဲ့ကြတာဖြစ်ပါတယ်။ဒီနေ့လောက်ထိတော့အားပေးမှုမများသေးရလေဖြစ်ပါတယ်။ဒါကိုဘရိုနီကာကိုယ်တိုင်လည်းသိပါတယ်။သူမရဲ့စိတ်တွေမွန်းကျက်လို့မခံစားနိုင်တော့ပဲပောက်ကွဲပြီးတော့ပြောမိရလို့လဲဘရိုနီကာကဝန်ခံခဲ့ပါတယ်။ချယ်ရီမောင်ဆိုရင်လည်းထိုးသက်ပုံကစားပုံတွေကိုကြည့်မယ်ဆိုရင်ဘရိုနီကာလောက်ထိတော့မာကြောလိုက်မိရမျိုးတွေမရှိသေးပါဘူး။ဒါပေမဲ့သူမရဲ့ကစားပုံကိုကြည့်ရတာကတော့ဆရာကောင်းနေတဲ့တေချာလေးသာလေးချင်းတင်ကြနိုင်မယ် ်ဆိုရင်ထိတ်တန်းဖိုင်တာမှတယောက်ဖြစ်လာနိုင်မယ်လို့ထင်မြင်ယူဆမိပါတယ်ရှင်။အဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။